ခင်ဗျားတို့ဂျီကိုနေ့စဉ်ပို့နေတာလေခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရောက်တယ်ဒီမဲစီရောက်တယ်ခင်ဗျားတို့နေ့စဉ်ပို့နေတဲ့ long gasa gain ကြော်ညာ gain တွေဘာ gain ညာ gain တွေကိုခင်ဗျားတို့ပို့နေတာအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာမှရင်းမယူဆိုရင်အဲ့ဒီအစိုးရကိုယ်တိုင်ခင်ဗျားတို့တင်စားနေတယ်အဲ့လိုကမှတ်ဆိုတော့ချင်းပြည်နယ်တစ်ခုလုံးရဲ့80ရာခိုင်နှုံးအထက်ကိုကျွန်တော်တို့ချင်းတော်လာရဲ့တပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကထိန်းချုပ်ထိန်းပိုက်ထားပြီးကြောင်ကြွနေပါတွေကိုတင်ပြပေးလို့ပါတယ် ိုင်းချယ်ရမီဝပီတူညကိုမော်နမများအားလုံးမင်္ဂလာပါ news bit channel ကနေပြန်တော့ပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 10ရက်နေ့ကျွန်တော်ဒီနေ့ညပိုင်းနောက်ဆုံးကြားသိရတဲ့ပေါ့နော်ငလင်ပင်းနဲ့ပတ်သက်ပြီးတော့မှထူးသတင်းတွေရဲ့တော်လိုင်းရေးအင်အားစုတွေကနေပြန်တော့ယူဆောင်လာပေးတဲ့သတင်းကောင်းများစွာရှိတာမို့လို့ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါလိုင်းတို့ပဲအယုံဆုံးနေတဲ့ဗီဒီယိုတွေမှာချိန်ခင်ပါသတင်းတိုးလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးသတင်းတိုးပို့အနေနဲ့ကတော့ စကိုင်းတိုင်းဒေသကြီးအင်းတော်မြို့တိုင်းတိုက်ပွဲမှာ73ပန်း40ကျော်နဲ့120မမ120မမအမြောက်လက်နက်ကြီးတွေပါဝင်လက်နက်ခဲယံများပြားတင်းဆဲရှိခဲ့တဲ့ဆိုတော့ KA ရှီတန်းတရမီကထုတ်ပြန်ချက်ပဲဖြစ်ပါတယ်ဧပြီလ9ရက်နေ့ညပိုင်းမှာစကိုင်းတိုင်းအင်းတော်မြို့ကံယူဆောင်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှပြည်သက်တင်ပိုင်းနေခဲ့တာဖြစ်ပြီးတော့မှစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်လို့ဆောင်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။စစ်တုံးပန်း40ကျော်ဖမ်းဆီးရရှိတဲ့120မမ120လက်နက်ကြီးတွေနဲ့ လက်နက်ခဲယမ်းတွေအများကြီးရပါတယ်ဆိုပြီးတော့မှ KAR ရှေ့တန်းသတင်းမြင့်ကနေပြီးတော့ပြောဆိုထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပေါ့နော်အခုဆိုရင်အင်းတော်မျိုးတိန်တက်ဘွားဆိုတော့ကျွန်တော်တော်လင်းရဆုတွေရဲ့လက်ထဲကိုအလုံးစုံကြောက်သွားတာပြမအရင်ကလေးကကျွန်တော်ပေါ့နော်လာပေါင်းများစွာတိုက်ခိုက်နေတာပဲဖြစ်ပါတယ်အခုဆိုရင်လည်းကျွန်တော်ကနေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်တောင်စစ်တုပ်ပိုင်းဖြစ်ပေါ့နော်ဖက်စီရမိထားလို့မကြခင်မှာတော့ကျွန်တော်တော်လင်းရဆုတွေကနေပြီးတော့မှတည်တည်ကြာကြာသတင်းတွေတက်ပြီးတော့မှထုတ်ပြန်ဖို့ရှိတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ ချင်းပြည်နယ်ဖလန်းမြို့မှာရှိတဲ့လက်ကျန်268တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးတော့မှထွက်ပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုလက်လံရှင်းလင်းနေတယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။တပ်ပွဲကမပြည့်သေးဘူးအခြေအနေကို CB ကနေထုတ်ပြန်ဖို့ရှိပါတယ်ဆိုပြီးတော့မှချင်းညီနောင်ဖွဲ့ CB ရဲ့ပေါ့နော်ပြောရေးဆိုခွင့်ရှိသူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ဖလာမျိုးတိုင်းတပ်ပွဲကိုချင်းကြီးတော်နဲ့မာမေးပူဝန်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကနေစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာအစောအပိုင်းမှာဖလာမျိုးမှရဲစခန်းထွေအိုယုံနဲ့မြို့တွေမှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုတင်ပိုက်နိုင်ခဲ့ပြီးတော့မ ခလာရနေ68တရင်ကိုပြေးသားတင်ပိုက်နိုင်ခြင်းမရှိဘဲနဲ့ပေးဆိုးတိုက်ခိုက်ခဲ့ရာလေးလကျော်ကြာမှာအခုဆိုရင်အလုံးစုံတင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ဖလားမျိုးကတော့ကျွန်တော်ပြောမယ်ဆိုတော့ဗောနချင်းပြည်နယ်မှာဆိုတော့ဒုတိယကြီးဆုံးမျိုးဖြစ်ပြီးတော့မှာအခုဆိုရင်လည်းတော်လိုင်းရဲ့ဆူရီယာနေပြီးတော့မှတင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်မကြခင်မှာတော့ကျွန်တော်တွေနဲ့ချင်းပြည်နယ်မှာတင်ပိုက်ဖို့ကြံနေသေးတယ်ဗောနတီးတိမ်ထန်တလန်ဟာခါစားတဲ့မျိုးတုံးမျိုးကိုတော်လိုင်းရဲ့ဆူရီစုပေါင်းပြီးတော့မှတိုက်ခိုက်တင်ပိုက်မယ်လို့ယုံကြည်ရတာဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သူဖို့အနေနဲ့ကတော့ န္တလေးတိုင်းအောင်မြေတာဆန်မြို့နယ် Sky Villa ကွန်ဒိုပြိုချမ်းမှုကနေဧပြီလ9ရက်နေ့မနေ့ကအသက်ထမ်းမှတင်ကိုအလောင်း14လောင်းထပ်မံတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မနေ့ညပိုင်းက12လောင်းထွက်တဲ့မီတာကထုတ်ပြန်ထားတာဟုတ်မယ်။ကျွန်တော်ရောက်တဲ့အချိန်ထိအဲ့လောက်ပဲထွက်သေးတယ်။မနေ့ကလေးကတရုတ်တွေကပြန်ထွက်သွားပြီမြန်မာတွေပဲကျန်တော့တာဆိုပြီးတော့မှမန္တလေးခြေစိုက်လူမှုကွန်ရက်ရဲ့အသင်းဝင်တိုးကနေပြန်မပြောဆိုထားတာဖြစ်ပါတယ်။အလောင်းတွေတွေ့တဲ့နေရာကလေကရင်နားမှာစုပြုံတွေ့တာလို့သိရတယ်။မြို့ခံတယောက်တင်ထားတဲ့ ဗီဒီယိုဖိုင်ဆိုသူကပြေထွက်လာတာလို့တွားပြတော့မှသူ့နောက်ကလူတွေကပြီးပြီးတေရွားတာလို့သိရပါတယ်။ရှာဖွေရေးတွေတော့စစ်လုံးနေတော့မယ်ဆိုပြီးတော့မှတောင်ဝေချေဆိုင်လူမှုကွန်ရက်ဖွဲ့ဝင်သူကလည်းပြီးတော့မှပြောဆိုထားတာပေါ့နော်။တော်တော်လေးကိုစိတ်မချမ်းမြေ့စရာဖြစ်ပါတယ်။ကျွန်တော်ခုဆိုရင်ကွန်ရက်ကဲဆဲလုံကားတွေကိုဆက်လက်ပြီးတော့မှလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှတချို့ဒီပြပကွန်ရက်ကဲဆဲဖွဲ့တွေအရဆိုလဲသူတို့ရဲ့ဒီနေရာတွေကိုပြန်သွားကြပြီလို့သိရတာဖြစ်ပြီးတော့မှအခုဆိုရင်ကျွန်တော်တက်ဆိုင်ရာဒီ private တမားတွေနဲ့ပေါ့နော်ကွန်ရက်ကဲဆဲဖွဲ့ဝင်တွေပူးပေါင်းပြီးတော့မှလှုပ်ဆောင်နေကြတာကိုခုချိန်ထိတွေ့ရတာပဲဖြစ်ပါတယ်။ ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းပါကတော့ကျွန်တော်တို့ချင်းချင်းတော့တပ်ဖို့ဝင်နေကနေပြီးတော့မှအခုဆိုရင် flight မျိုးကိုတင်ပတ်ရရှိတော့ပြီဆိုတဲ့သတင်းရဲ့နောက်တစ်ခုကကြတော့ပါတော့အခုဆိုရင် Ranger တသိန်း8000ကိုပြန်လဲလက်ခံတင်မခံတင်စရကိစ္စနဲ့ပတ်သက်ပြီးတော့မှရေဘော်ရှမ်းလေးကနေပြီးတော့မှတိကျလေးပြပြထားတာပဲဖြစ်ပါတယ်ရေဘော်ရှမ်းလေးဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်နော်ကျွန်တော်ချင်းချင်းတော့တပ်ဖွဲ့ဝင်တွေကတော့ချင်းပြည်နယ်တစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ချင်းပြည်နယ် တခုလုံးလုံးစုံဆိုးအောင်ချင်းပြင်းတဲ့တခုလုံးဂျမဖတ်စစ်ခွေအောက်ကလုံမြောက်ဖို့အတွက်မြို့သုံးမြို့သာဂျမ်းမာတော့တယ်ဟုတ်ပြီအဲ့ဒီမြို့ကတော့ဟာခါတီချိန်နဲ့ချန်ကလန်မြို့တွေပဲရှိပါတယ်လက်ရှိချိန်မှာအဲ့ဒီမြို့ပဝင်းကျင်ရဲ့နေရာတော်တော်များများကိုလည်းကျွန်တော်တော်လှန်တော်တဖွဲ့ဝင်တွေထိ ंछ ုပ်စုမှုထားနိုင်ပြီကျွန်တော်မြင်ပါတယ် ဆိုတော့ချင်းပြည်နယ်တစ်ခုလုံးရဲ့80ရာခိုင်နှုန်းအထက်ကိုကျွန်တော်တို့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကထိန်းချုပ်သိမ်းပိုက်ထားပြီးကြောင်ကျွမ်းမိဘတွေကိုတင်ပြပေးလို့ပါတယ်။အင်းဆိုတော့ချင်းတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တို့ကလည်းခိုင်မာတဲ့ group တွေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ video ကိုညာမြေပြတ်တခွင်ကကြည့်နေတဲ့ကျွန်တော်ရဲ့ရဲဘော်ရဲဘက်တွေကောင်းကောင်းသိပါတယ်။ဆိုတော့ကျွန်တော်ရဲဘော်တွေဟာလည်း ပြည်နယ်တိုင်းအသေးသေးမှကျွန်တော်ရဲ့အသက်သွေးချွေးတွေကိုပိတ်ဆက်ပြီးတော့နေမြေတွေကိုလဲပဲရယူပြီးနိုင်ခဲ့တာကျွန်တော်ရဲ့မိဘပြည်သူတွေသိပါတယ်ဆိုတော့ဒါကချင်းပြည်နယ်ကအောင်ဝတ်သတင်းတွေဖြစ်ပါတယ်ကျွန်တော်တို့ဒါချင်းပြည်နယ်အတွင်းထဲကရှိတဲ့မိဘပြည်သူတွေဒီဘက်လုံးမှာရှိတဲ့ချင်းကြီးကိုမောင်မတွေဟာကျွန်တော်တို့အာနာရှင်ကိုဘလောက်ထိရွှေရှာမုန်တီနေလဲ ပြီးတော့သူတို့ရဲ့ချင်းပြည်နဲ့လွန်မြောက်ဖို့အတွက်သူတို့တွေနှီးမျိုးစုံနဲ့ဘလောက်ထိဝင်းရံကူညီထောက်ပံ့ခဲ့တယ်လဲဆိုတဲ့အဖြေတွေဟာအခု80ရာခိုင်နှုန်းအထက်ထိန်းချုပ်ထားပြီးကြောင်းဆိုတဲ့ရလအတွက်သူတို့တွေအလုံးနဲ့ဂုံယူနေမယ်လို့ညွှန်လိုက်တယ်။ဘာကြောင့်လဲစစ်စင်ရေးတစ်ခုပေါ်ဆောင်တဲ့နေရာမှာစစ်30ဘလောက်တောင်များပြလဲဆိုတာကိုလည်းကျွန်တော်မိဘတွေကိုရဲမော့တယောက်စာကြီးစံအတော့900မြန်မာဝေကြက်ကြီးတစ်ထောင်ကို1000နှုန်းနဲ့ကျွန်တော်အရှိမတွက်ချက်ခဲ့ပြပြီဖြစ်ပါတယ် ဟုတ်ပြီဒါဆိုရင်တော့ roaring jar ကိစ္စကိုချက်သွားကြည့်ရအောင်ဒုက္ခတဲ့မွတ်စလင်တွေထတ်ဆင့်ဒုက္ခတွေကိုထမ်းပိုရမယ်ကိန်းဆိုင်နေပါတယ်ဆိုတော့ပုံမှန်တိုင်းသတိစဉ်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ roaring jar မွတ်စလင်ဒီဒုက္ခတဲ့တွေကိုနိုင်ငံတွင်းမှာပြန်လည်ပြီးတော့နေရာချပေးမယ်စီစဉ်ပေးမယ်ဆိုတော့ဒုက္ခတဲ့တွေအတွက်ဝမ်းသာစရာလို့ထင်ရနိုင်တယ်နိုင်ငံမဲ့နေတဲ့နိုင်ငံပြောက်နေတဲ့ ျွန်တော်တို့ဒါမွ슬င်မိသားစုဝင်တွေအတွက်လဲမျော်လင့်ချက်အခုခံခံမှာမှာထပ်ပေါ်လာတဲ့ပုံစံမျိုးလို့ထင်ရပါမယ်ဒါကသတင်းစင်ပါဒီမှာရဲဘော်ရှမ်းလေးပြောထားသလိုပဲပေါ့နော်ကျွန်တော်တို့ဒီနေ့အာဆိုရင်တော့တော်လိုင်းတရင်တွေကတော်တော်လေးကိုကောင်းနေတာဖြစ်ပြီးတော့မှအင်တော်နဲ့ဖလာမျိုးအာဆိုရင်လည်းကျွန်တော်တို့တော်လိုင်းအရာဆိုတဲ့လက်ထဲကိုရရှိတော်တာပဲဖြစ်ပါတယ်ချင်းပြည်နယ်မှာဆိုရင်တော့ကျွန်တော်တို့ရှိမှပြောခဲ့သလိုပဲပေါ့နော်သူမျိုးပဲကြံတော့တာဖြစ်ပြီးတော့မှချင်းရင်တော်တဖို့ဝင်နေရတယ်ပြီးတော့မှချက်ခင်ပါတော့ နေဟာဟာထန်တလန်တီးတိမ်ဆတဲ့အုံမျိုးကိုတက်ခတ်တော်ဖို့ရှိတာဖြစ်ပါတယ်။တစ်ဖက်မှာကျတော့ကျွန်တော်ခုဆိုရင်စစ်ကောင်စီကနေပြတော့ပါတော့လူမျိုးဘာသာရေးတွေနဲ့မိုင်းခွဲတိုက်ဖို့စူးစမ်းနေတာဖြစ်ပြတော့မှ Ranger တွေကိုပြန်ပြတော့မှနိုင်ငံထောက်လက်ခံမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပါတော့အဓိကတော့ A ကိုထောင်ချောက်ဆင်နိုင်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ရှိမှလဲအရင်ကကြားခဲ့ပြီးပြီပဲဖြစ်ပါတယ်။ဆိုတော့လူမျိုးခင်းချင်းတွေလာမလဲဆိုတာတော့ကျွန်တော်ဆုံးချက်မှာဖြစ်ပြတော့မှအာခတ်တတော်ရဲ့ပါတော့ဆုံးဖြတ်တဲ့သူတို့ရဲ့စေးဘီဝါကိုလည်းကျွန်တော်တစ်ချက်ပြန်ပြတော့မှကြည့်ရမှာပဲဖြစ်ပါတယ်။ ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုလိုမျိုးကျွန်တော်တို့ပြည်သူတွေငလျင်ဒုက္ခတွေ့နေရတဲ့အချိန်မှာပါနော်မြန်အွန်လိုင်းတို့အိုးစုကနေပြတော့မှကျွန်တော်တို့ပြည်သူတွေပေါ်မှာအကူအသွေးဆုံးမြတ်ထုတ်ပြတော့မှခုဆိုရင်နိုင်ငံရေးစီရေးအဘိဘက်ကနေပြတော့မှအမြတ်ထုတ်ဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းကို NUG ဝန်ကြီးချုပ်ရေးပြောရေးဆိုခွင့်ပို့ဖို့သူဖြစ်တဲ့ဦးနေဘုံလည်းပြောစကားလေးကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော် လင်ကြီးပေါ့နော်ဒီ major earthquake ကလှုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေဒါပြည်သူတွေတော်တော်လေးလဲအထိခိုက်နစ်နာကြရတယ်အသက်အသက်အိုးအိမ်စီးရင်လည်းဆုံးဆုံးဆုံးရှုံးကြရတယ်ပေါ့နော်အဲဒါပေမဲ့ main online နဲ့အပေါင်းပါတွေကတော့ဒီဖြစ်ရပေါ်အခြေခံပြီးတော့နိုင်ငံရေးအရာရောစစ်ရေးအရာရောနော်အဖက်ဖက်ကဘန်နာရေးအရာရောနော်အဖက်ဖက်ကအမြတ်ထုတ်ဖို့စူးစမ်းနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော် အော်နံပါတ်1နိုင်ငံရေးရဆိုလဲခုနကပြောသလိုပဲအဲဒီနိုင်ငံတကာတွေကိုတောက်လျှောက်ဆက်သွယ်တယ်နော်ဟိုဟိုဆရာတို့လည်းတွေ့မှာပါနော်ဒီဟိုမိုဒီနဲ့ဖုန်းပြောတယ်ဆိုတဲ့ဗီဒီယိုကြီးပါမာလိုပြောသွားတယ်နော်မြန်မာလူတွေပြောနေတာပါနော်အော်ဒီလိုဟာမျိုးတွေပါနောက်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကအဲအဲယူနစ်ကိုလည်းသူဒါဆက်သွယ်ပြီးတော့တွေ့တွေ့ဖို့တွေစ조사တယ်ပေါ့ပြောချင်တာကဒီခုနကဒီငွေတွေကိုအကြောင်းပြုပြီးတော့နိုင်ငံရေးရသူ့ကိုအတိအမှတ်ပြုတယ်ဆိုတဲ့ legitimacy ကိုသူကလိုချင်တာပေါ့နော်ဟိုဒါကိုအသေးအံလိုက်ရှာတယ်အဲကြောင့်မလို့ bin stat ဆိုရင်လည်းပဲ ဒီအစည်းအဝေးကိုမဖြစ်မနေသွားတက်တယ်ပေါ့နော်အမတိုင်းပြောရင်တော့ကြောက်ကြောက်နဲ့သွားရတယ်လို့ပဲပြောရမှာပဲနော်ဖမ်းဖမ်းဖမ်းလိုက်နိုင်ချေရှိတယ်ပေါ့ဗျာနော်ဒါပေမဲ့လည်းသူကြောက်ကြောက်နဲ့ဒီဒီနိုင်ငံတကာအသိမှတ်ပြုမှုကိုလိုချင်တဲ့အခါကျတော့မဖြစ်ဖြစ်အောင်သူသွားတက်တယ်ပေါ့နော်အဲ့လိုပဲနိုင်ငံရေးအများထုတ်တဲ့ဟာတွေကျွန်တော်တို့တွေ့လာရတယ်ပြီးတော့စီရေးအများထုတ်တယ်ဆိုတာလည်းဘာကိုပြောချင်တာလဲဆိုတော့အပြစ်ခတ်ရဆဲရေးဆိုပြီးတော့သူတို့ဟန်ပြထုတ်လိုက်တာကိုတွေ့ရလိမ့်မယ်ဒါပေမဲ့လည်းအဲ့ဒါကအမှန်တကယ်ပြစ်ခတ်ရလားဆိုမရက်ဘူးနော်ငလျင်ငလျင်ကြီးလှုပ်တဲ့နေ့နိုင်ပိုင်းတွင်းမှာကိုပဲဖုံးကျဲတယ်ဗျာ နောက်ပြီးတော့ငလင်းတောက်ချောင်းငလင်းကယ်ဆယ်ကိုကြီးကယ်ဆယ်အေးတွေလုံနေကြတဲ့အချိန်မှာလေတောက်ချောင်းဒါဘုံကျဲရဲ့ကိစ္စတွေပါရာမော်တာနဲ့တိုက်တဲ့ကိစ္စတွေရွာတွေကိုစစ်ကြောင်းထိုးတဲ့ကိစ္စတွေတောက်ချောင်းလုံနေခဲ့တယ်ပေါ့နော်အဲ့လိုပဲဒီအပစ်ကတ်ရဆယ်ရေးဆိုတဲ့ဟာကိုလည်းဘင်းစတမသွားခင်အညညမှာပဲသူတို့ထုတ်လိုက်တယ်ပေါ့နော်အဲ့အဲ့ထုတ်ပြီးနောက်မှာလည်းတောက်ချောင်းဒီရွာတွေကိုစစ်ကြောင်းထိုးတာတွေဘုံကျဲတာတွေတောက်ချောင်းလုံနေတာပေါ့နော်အဲ့တော့စီရေးရလည်းတစ်ဖက်မှာအပစ်ကတ်ရဆဲပါတယ်ဆိုပြီးတော့ဟန်ပြ တင်ညာချက်ထုတ်ပြန်မယ်တစ်ဖက်မှာလည်းဒီစစ်ကြောင်းထိုးတာတွေနောက်ပြီးတော့ဒီနယ်မြေနယ်မြေတွေပေါ်မှာပြန်လဲသိမ့်ပိုက်ဖို့ပေါ့နော်ချင်းကတ်တာတွေစစ်ကြောင်းအရွှေပြောင်းလုတ်တာတွေပြီးတော့ဘုံကျဲတာတွေပါရာမော်တာနဲ့တိုက်တာတွေလက်နက်ကြီးနဲ့ပစ်တာတွေဒါတွေကိုတောက်လျှောက်လုတ်နေတယ်ပေါ့အဲ့တော့ပြောချင်တာတော့စစ်ရေးရလဲဒါအမျက်ထုတ်ဖို့သူစူးစမ်းတယ်ပေါ့နော်အဲ့တော့တတရားတစ်ခုဗန္ဓာရေးရအမျက်ထုတ်ဖို့စူးစမ်းတယ်ဆိုတာလေခုနကနိုင်ငံတကာအကူအညီတွေကိုသူယူဖို့သူစူးစမ်းတာပေါ့နော်နိုင်ငံတကာကဘာပဲပြောအခုဆိုရင်လည်းပဲကုညီကယ်ဆယ်ရေးတွေအများကြီးရောက်လာတယ်အဲ့ဒါအပြင်ဒီပြန်လဲထူထောင်ရေးအတွက်ဆိုပြီးပြီးတော့နိုင်ငံတကာကလှူမယ်တမ်းမယ်ဆိုတဲ့ကိစ္စတွေအများကြီးဒါ promise ပေးထားကြတာလေအကတိပေးထားကြတယ်လေကျွန်တော်တို့တွေ့ရတယ်ဟောဒါ ာတွေကိုလည်းသူကဗန္ဓာရေးအရအမျက်ထုတ်ဖို့အတွက်ဒီငွေတွေလည်းသူ့လက်ထဲပဲရောက်အောင်ပေါ့နော်အဲဒါကိုလည်းသူစူးစမ်းနေတာကျွန်တော်တွေ့ရတယ်အဲ့တော့ပြောချင်တာကတော့စစ်တပ်ကအဲမေယောင်းလိုက်ဥဆောင်တဲ့အချမ်းဘက်စစ်တပ်ဟာဒီပြည်သူတွေကိုကူညီကယ်ဆယ်ဖို့ကိစ္စပြည်သူတွေကိုချက်ချင်းပေါ့နော်ဒီကူညီကယ်ဆယ်ဖို့ ဆိုတာကိုမစင်းလာပဲနဲ့သူကတော့ပြောတယ်စစ်ရေးရောနိုင်ငံရေးရောဗန္ဒာရေးရောဒီငလင်ကနေဘလောက်အမြတ်ထွက်မလဲပေါ့နော်အဲဒါကိုသူကစူးစမ်းပြီးတော့ဆောင်ရွက်နေတာတွေ့ရတယ်အဲ့တော့ဘာအထိပါသွားပြီးဆက်ဆက်နိုင်လဲဆိုတော့ကတော့ပြောလို့နိုင်ငံတကာတချို့သောကောင်းဆောင်တွေကိုပါဖိတ်ခေါ်တာမျိုးတွေပါတယ်နော်ဒါတွေလောက်လာပြီးတော့ဒီ sham election ပေါ့နော်ဒီအတူရောင်ရွေးကောက်ပွဲကိုပါဆွဲပြီးတော့ဒီအတူရောင်ရွေးကောက်ပွဲကိုပါလာပြီးတော့ကြည့်ကြပါလက်ခံကြပါဘင်းစတက်မှာလည်းသူဒါကိုပြောခဲ့တာတွေ့တယ်လीနော်အော်ဒီလိုဒီလောက်အထိပါသွားပြီးတော့နိုင်ငံရေးအမြတ်ထုတ်ဖို့တွေလဲအဲကျွန်တော်တို့သူပြင်ဆင်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီလိုဒီလိုအချိန်တွေကကျွန်တော်တို့မှတွေ့ကြုံရှိပြီးသားန ော်ဒါနာဂစ်တုံးကဆိုရင်လည်းပဲဒီနာဂစ်ရဲ့မုံတိုင်းကိုအကြောင်းပြပြီးတော့ဒီ2008ဖွဲ့သီးကိုအခြေခံဥပဒေဆိုကျွန်တော်နာဂစ်ဥပဒေလို့ခေါ်ကြတာလေနော်ဒါကြီးကိုအဲဒီပြည်သူတွေတကယ်ကိုစိတ်နှလုံးမချမ်းဖြစ်နေတဲ့အချိန်မှာဒါကြီးကိုမဖြစ်မနေအဲလှုပ်လိုက်တာမျိုးတွေလည်းရှေ့မှာရှိခဲ့ဘူးတော့ဒီစစ်တပ်ကတော့ဒီဖြစ်တဲ့သဘာဝဖြစ်ရတဲ့အပေါ်မှာသူတို့ကတော့သူတို့ဘက်ကအဖက်ဖက်ကနေအမြတ်ထွက်အောင်တော့ဒါစူးစမ်းနေတာတွေ့ရပါတယ်ဗျဟုတ်နေပုံလားပြောတော့တယ်တော်တော်လေးဥမာတယ်နော်စစ်ကောင်စီကတော့ကျတို့ဒီလိုမျိုးဒီငါလင်ဘေးတံကိုအကြောင်းပြပြေတော့မှာအခုဆိုရဲနိုင်ငံရေးစီဘာနာရေးတွေအဖက်ဖက်ကနေပြတော့မှာ သူတို့နဲ့လည်းခုလုံးလို့ပြီးတော့မှပေါ့နော်အမျက်ထွက်ဖို့စ조사နေတာပဲဖြစ်ပါတယ်တစ်ဖက်ကနေပြီးတော့မှခုဆိုရင်လည်းပြီးသူလူထုကိုတက်ဖြတ်ပြနေတာပြီးတော့မှစစ်ကောင်စီအရဆိုရင် legitimacy ရရှိဖို့တဲတန်စ조사နေတယ်ဆိုတာတွေ့ရတာပဲဖြစ်ပါတယ်မကြာခင်မှာတော့ကျွန်တော်တို့တော်လိုင်းရဆုတွေကနေပြီးတော့မှပဲပေါ့နော်စစ်ကောင်စီနဲ့သူတို့ပေါင်းပါတွေကိုတိုက်တိုင်းအောင်ပွဲတွေရရှိနေတာဖြစ်ပြီးတော့မှသူတို့နေပြီးတော့အထိကိုတင်ပတ်နေဖို့ခုဆိုရင်စ조사နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့အနေနဲ့အားလုံးစုစည်းပြီးတော့မှ တိုက်ခိုက်မဲ့အရေးကြီးဆုံးအခြေရောက်နေတာမို့လို့ပေါ့နော်ပြီးတော့ကနေပြီးတော့မှလည်းတထဲဝင်ပူပေါင်းပဝင်ရင်းနဲ့ဒီစစ်ကောင်စီနဲ့သူတို့ဒီ facet honor ရှင်စနစ်ကိုဖြိုချရမယ့်အခြေရောက်နေပြီဆိုတဲ့အကြောင်းကျွန်တော်ဒီနေ့ကနေအတိပေးပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတင်နဲ့အတမအသုံးပြုသူတွေကိုအခုဆိုရင်ပေါ့နော် message တွေဝင်လာတိုင်းလောင်းကစား message တွေပဲဝင်လာလို့တော်တော်လေးကိုပေါက်ကွဲပြောဆိုနေတဲ့အထက်မှာဘောမတွေလည်းပေါဝင်လာတာဖြစ်ပါတယ်ဒီဘောမတွေအထက်မှာကျော်မင်းမင်းကနေပြီးတော့မှတူပါနဲ့သူတို့အပေါင်းပါတွေဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော် ကျွန်တော်ရှိဝင်လာတဲ့ message တွေကငလျင်ပေးတဘာဝပေးမုံတိုင်းပေးဗာပေးညာပေးအဲ့ဒီဘေးတွေကျွန်တော်တို့သတိထားနေတိုင်းကိုပြောရင်ကျွန်တော်တို့လက်ခံတယ်ဒါဆိုပို့တဲ့ message ကိုကျေးဇူးတော်တင်အောင်လဲကျမကြီးဆောက်ချောင်းမှုဆက်ပြေးပို့ရင်ကျေးဇူးတင်အောင်အခုကျွန်တော်ဒေသခိုင်းနေတာနိုင်ငံတော်ကလောင်းကစားတွေကိုတရားမဝင်လောင်းကစားတွေမှမပြောအရေးယူပါတယ်တရားမဝင်မှာဥပဒေမမြည်ပါဘူးလို့ကြေညာထားပြီးသားဖြစ်ပါလဲနဲ့တယ်လီကွန်ကုမ္ပဏီတွေကနေတစ်ဆင့်တိုက်ရိုက်တယ်လို့ကြေညာနေတာကိုတယ်လီကွန်ကုမ္ပဏီတွေကြေညာနေတာကိုခမရတို့ cyber police ကိုပို့ဆောင်ဆက်သွယ်ရေးဦးကြီးဌာနရောရေငုံနှုတ်ပိတ်နေတယ်ဆိုကြတဲ့ခမရတို့ကိုလည်းမယူသားဘူးလို့ကျွန်တော်ပို့ရတယ်ပြောပြစေခမရတို့မယူသားတော့ အခုဒါနဲ့ပတ်သက်လို့ Telenor ကုမ္ပဏီကိုလည်းဖြည့်ရှင်းချက်ထုတ်ရမယ်ခင်ဗျားကိုလည်းဖြည့်ရှင်းချက်ပေးဖို့လိုလာတယ် Telenor ကအတန်ပေါ့အခုလည်း worship allergy ဝင်အတန်ပေါ့အတန်ကိုဝယ်ထားတာဘဲဖွဲ့သေးလဲကျွန်တော်မသိဘူးနောက်ဆုံးဝယ်တဲ့ဖွဲ့သေးကဘူဇုံကြီးရဲ့တာသမီးလားဘုသူတာသမီးလဲကျွန်တော်မသိဘူးဒါပေမဲ့ခင်ဗျားတို့အဲ့လိုမျိုးပူပေါင်းပါဝင်ပတ်သက်ပြီးကြားဖြန့်လုပ်ကြရအောင်ခင်ဗျားတို့ကိုလည်းလက်ခံကြရလားခင်ဗျားတို့ကိုလည်းအဲ့လိုလောင်းကစားနဲ့ပတ်သက်ရှာဖို့စူးစမ်းနေကြပြီလားအဲ့ဒါတကယ်ပဲလေနော်ဒီကောင်တွေလည်းပါတာလို့ရတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ Telenor ခေါ်အတန်ကိုအတန်လို့ခေါ်တဲ့ပုံကိုယ်လေးအဲ့ဒီပုံကိုယ်ကတာဝန်ယူထားတဲ့လူတွေအကုန်လုံးခင်ဗျားတို့ရှက်ဖို့လိုတယ်အချက်တရားရှိဖို့လိုတယ်ခင်ဗျားတို့ ਨੇ content provider လုပ်နေတဲ့ company တွေကိုခင်ဗျားပြတ်စစ်ဖို့လိုတယ် ဥပမာလေးပြောရင်အဲ့လူတွေကလုံးမယိုးသားဘူးပြည်သူလူထုကိုလောင်ကစားသမားတွေဖြစ်ပြီးတော့ဖဲရိုက်လောင်ကစားသမားတွေဖြစ်ပြီးတော့တကယ်ကိုကျွန်တော်တို့ပြည်သူလူထုကလောင်ကစားနဲ့နုံနစ်ပြီးတော့ဒုက္ခရအောင်ကြားဖြန့်တယ်ကြားကြားဖြန့်လို့ဖြန့်တယ်ဒါကြားဖြန့်တယ်ပြည်သူအဲ့တော့တယ်လီကွန်ကုမ္ပဏီနဲ့ပတ်သက်လို့အစိုးရရင်းမြူဆိုရင်ခင်ဗျားတို့မယူတဲ့အစိုးရကိုယ်တိုင်ပါဝင်ပတ်သက်လို့ကျွန်တော်တမမယ်ပြည်သူလူထုလည်းအဲ့တိုင်းမှတ်တာပါခင်ဗျားတို့ပြည်သူလည်းအဲ့တိုင်းမှတ်ခင်ဗျားတို့ကြီးကိုနေစဉ်ပို့နေကြတယ်ခင်ဗျားတို့လည်းရောက်တယ်ကျွန်တော်စီရယ်လူတိုင်းစီရောက်တယ်ခင်ဗျားတို့နေစဉ်ပို့နေတဲ့လောင်ကစားဂိမ်းကြော်ညာဂိမ်းတွေဘာဂိမ်းညာဂိမ်းတွေကိုခင်ဗျားတို့ပို့နေတာအဲ့ဒါကိုအစိုးရနောက်တစ်လအတွင်းမှာရင်းမြူဆိုရင်အဲ့ဒီအစိုးရကိုယ်တိုင်ခင်ဗျားတို့လိန်စားနေတာအဲ့လိုကမှတ် ဲ့ဒီ telecom ကိုပြောပြီနော်ဒီကောင်ပုံကူနေပေါင်းစားနေလို့မှတ်ခင်ဗျားတို့ကပြည်သူလူထုကိုအဲ့လူတွေကိုလည်းခင်ဗျားတို့လောင်းကစားသမားတွေဖြစ်အောင်လုပ်နေရလို့မှတ်ဘာလို့ဆိုတော့ခင်ဗျားတို့အဲ့ဒီအစိုးရကိုယ်ငါကိုယ်တွေကတော်တော်မလုပ်ဘူးရင်းမြူကြအောင်ပြာလာနေချင်နေပြီကျွန်တော်ပြောနေနှစ်ကုန်နေတော့နှစ်ပေါင်နေပြီမလုပ်ဘူးဗျာကဲ telecom ကိုလည်းကျွန်တော်တို့ရနံပါတ်တွေဆိုရင်ကောက်ပြီးခုကောက်ထောက်လိုက်တယ်တန်းပေါ်တယ်ဘယ်ကောင်လေးချက်ချင်းကောက်ဖမ်းလိုက်ရကွာခင်ဗျာမဖမ်းနိုင်အဲ့ telecom company တွေကိုလုံးရေးယူ telecom company တွေကိုလုံးပြန်ပြီးတခြားကျန်တာလုပ်ပေါ့ဗျာပြီးသူတို့ကိုယ်တိုင်မဲ့ကျွန်တော်တို့ tele ကျွန်တော်တို့တွေဖုန်းတွေကို register လုပ်ထားတယ်မဟုတ်လား register လုပ်ထားဖြစ်တဲ့အတွက် register လုပ်ထားတဲ့ဖုန်းတွေကိုပဲ activate လုပ်ပြီး register လုပ်တဲ့ဖုန်းတွေကို activate လုပ်လိုက်ပေါ့ဟုတ်ဖြစ် အခုကအဲ့လိုပုံပဲနဲ့ကျွန်တော်တို့လူတွေစီကိုလိုက်ပို့တယ်တယ်လီကွန်ကုမ္ပဏီတွေကတိုက်ရိုက်ပို့တာမဟုတ်တော့တယ်ဖုန်းနံပါတ်တွေကလည်းကျွန်တော်တို့ဖုန်းတိုက်ရိုက်ပို့တဲ့ဆင်ရောက်လာတယ်ဆိုမသိတဲ့လူကအဲ့ဒါကိုတော့ပြီးသူပြောတဲ့လင့်ကိုနှိပ်လိုက်လို့ရှိရင်တေချာပေါ့ကျွန်တော်တို့ရဲ့ပတ်စံတွေကိုဒရော့နဲ့ပါသွားပြီဝေါ်နဲ့ပါသွားပါအဲ့တော့ခင်ဗျားတို့ပြည်သူလူတို့လည်းဒီညာပြောချင်တယ်ခင်ဗျားတို့စီကိုဝင်လာတဲ့အဲ့ဒီလို message တွေသိန်း90ကန်သူပါလို့သိန်း1000ကန်သူ3000ကန်သူပါလေလို့ဘာခင်ဗျားရှောက်ပို့တဲ့စာတွေကိုရှောက်ပြီးတော့လင့်မနှိပ်ပါနဲ့ရှောက်မရည်မတော့မပြောတော့မထိပါနဲ့ ခင်ဗျားတို့ပိုင်ဆိုင်မှုပတ်ဆိုင်ပါသွားလိမ့်မယ်ဒါကိုကျွန်တော်စိတ်ပူပါတယ်ဒါတော့ဟုတ်တယ်နော်ဆိုတော့ဒီကိစ္စကိုအစိုးရကရေးမယူပေးဘူးအစိုးရကမသိကြအောင်စောင့်နေတယ်မသိကြအောင်ပြုနေဆိုတော့အစိုးရကိုယ်တိုင်ကမယူတာတွေးယူတာမျိုးမရှိဘူးယူတာမျိုးမရှိဘူးပြည်သူလူထုကပြည်သူလူထုကိုလောင်ကစားသမားတွေကလင်ကြက်ကောင်တွေပြောင်းလုပ်နေတဲ့သဘောတွန့်ပို့နေတာပဲအဲ့တော့အစိုးရတရားဥပဒေစိုးရိမ်ကိုစောက်ရှောက်နေဆိုတာမဟုတ်တော့ဘူးကျွန်တော်တို့ပြန်ပြောရမှာဖြစ်နေတယ်ကျော်မင်းမင်းကိုယ်တိုင်တော့ထုတ်ပြောလာပြီနော်ကျွန်တော်တို့အားလုံးလည်းအရင်ကတည်းကတည်ထားတဲ့အတိုင်းဒီမြောက်ရီမှာကနေစတင်ခဲ့တဲ့ဒီကြားဖြတ်လုပ်ငန်းတွေဆိုရင်အခုဆိုရင်တပီလုံးကိုပြန်နဲ့သွားတာပြီးတော့မှ ဂျပန်လုပ်ငန်းတွေရဲ့အနောက်ကွယ်မှာတော့မြောက်နိုင်နေတဲ့ပေါ့နော်တရုတ်ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေတယ်ဆိုတာအလုံးလဲသိတာဖြစ်ပါတယ်ဂျပန်လုပ်ငန်းတွေပြီးတော့မှမြောက်နိုင်ကနေငွေချင်းကြီးရရှိသွားတာပြီးတော့မှနေပြီးတော့မှဆွန်လက်ပေါ့နော်ဒီဂျပန်ငွေတွေနဲ့ပဲသူကနေပြီးတော့မှဖျားတွေတည်ခဲ့တာလို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဒီဘောမတွေကိုယ်တိုင်ဝါအခုဆိုရင်သူတို့ရဲ့ဖုန်း message တဲကိုပါကျွန်တော်ပြီးသူအလုံးနဲ့အတူပေါ့နော် ဒီကြားဖြန့်လောင်းကစားတွေပြီးတော့မှဒီ slot game တွေအဲ့လိုမျိုးကြော်ညာတွေကိုသူတို့ကနေပြီးတော့မှနေ့တိုင်းပို့လာလို့တော်တော်လေးပေါ်ကိုပြောဆိုနေတာပဲပြီးတော့မှမြောက်နိုင်တဲ့အုပ်စုအနေနဲ့တလာတွေမှာမဖြေရှင်းပေးနိုင်ဘူးဆိုတော့ပေါ့နော်မြောက်နိုင်ကိုယ်တိုင်အဲ့ဒီထဲမှာပေါ်နေတယ်ဆိုတဲ့ကြောင့်သူတို့ကိုယ်တိုင်အခုစသိရှိနားလည်လာကြတာပဲဖြစ်ပါတယ်ဒီကြော်မျိုးမျိုးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေကြတဲ့မြို့ပပီသူတွေရဲ့အမြင်လေးတွေကိုလည်းခြာပြေးခဲ့ချဖို့ကျွန်တော်ဒီနေ့ကနေအားလုံးကိုတောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောနေနဲ့အပသမီးရနေပြီးတော့မှ ငါလင်မေးကြောင်းနေပြည်တော်မှာလည်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေများစွာတေဆုံခဲ့တယ်ဆိုတဲ့အကြောင်းပေါ့နော်ဝန်ခံပြောကြားထားတဲ့ဟာလဲကျွန်တော်စစ်ပြည်တော်မှာကြည့်လိုက်ရအောင်နော်လမ်းမှာကွာမိမတယောက်ကိုတွေ့ရတယ်ကွာအဲ့ဒါအန်ဒီပေါ့နော်သူကပြောတာကျမလေးတကယ်ကိုစိတ်မကောင်းဘာလို့လဲဆိုတော့တက်မရသားတွေစစ်သားတယောက်မှမသိဘူးတဲ့ဒီငလင်မှာတဲ့နေပြည်တော်မှာစစ်သားတွေတက်မရသားရဲ့ဇနီးတွေမိသားစုတွေအိမ်ယာတွေပြည့်စည်တာမှာအော်တိုင်တာ မဟုတ်သူတို့ရဲ့မျက်လုံးတွေသူတို့ရဲ့အုံနောက်တွေဘာကြောင့်တစ်ဖက်တည်းပဲမြင်တော့တာလဲတစ်ဖက်တည်းပဲတစ်ဖက်ကိုပဲမြင်တော့တာလဲမသိဘူးเนาะအဲ့ကြောင့်ကျမလည်းပြောလိုက်တယ်ရှီတမျှမီဒီယာတွေကတချမ်းကိုအုပ်ထားတာလို့အန်တီတို့မြင်ရင်တည်းကတချမ်းပဲလို့စစ်သားကလည်းနှစ်သားတွေမှုလို့လားလို့စစ်သားကလည်းအသက်နေပဲလေလို့အဲ့တော့တေးမှာပဲလို့ဝန်တန်းနေဆိုတအားဒုက္ခရောက်နေ တချို့ဝန်ထမ်းတွေဆိုအရင်ပြောတဲ့သူတို့ရဲ့ဆိုင်ရာဆိုင်ရာလူတွေပေါ့ဆိုင်ရာဆိုင်ရာလူကြီးတွေအလားမကြည့်ဘူးအမ်တစ်ထားတယ်ပြီးလို့ရှင်ဝန်ထမ်းဆိုတာလေဝန်ထမ်းလုပ်ခွေးတဲ့လူရဲ့နားလေတာသူတို့ရဲ့ပိုင်ဆိုင်မှုကဒီအိမ်မှာ အကုန်ပဲဟိုခိုးတဲ့တစုမပါဘူးနော်ရိုးရိုးတာမန်ဝန်ထမ်းနေရလေသူတို့ရဲ့ရှာဖွေထားတဲ့ဟာအခုအနှစ်20ဒီအိမ်မှာရှိရင်အနှစ်20လုံးဒီဟာပဲရှိတာထပ်ပြီးမရှိရှာဘူးအကုန်လုံးတူတူပဲ ဝင်တန်းအကုန်တူတူပဲခိုးလို့ရတဲ့လူတွေပေါ့အနေအားကောင်းကင်ထားတဲ့လူတွေတော့မပါဘူးပေါ့နော်ကြံတဲ့ဝင်တန်းအများစုကအဲ့လိုပဲအဲ့ဒါကိုဒီလိုဒုက္ခရောက်နေတဲ့အခြေအနေကြီးမှာကွာတဏှာတာကတဲ့တဝက်ထဲတဲ့အိုးကျမလည်းတော်တော်တရားရတယ်ကျမတို့နိုင်ငံကထပ်ဖြစ်ဦးမှာတိ့ဘာဖြစ်လို့ဆိုလဲမြတ်တာဟာလေမြတ်တာဟာကွာမြတ်တာထားတယ်လို့တဏှာတယ်လို့ဂယုနာထားတယ်ဆိုတာဟာလေဟိုအယောင်ကြီးနဲ့ဖြစ်တယ် ခါကျတူတို့ရဲ့စိတ်ရင်းတိုင်းတိတယ်နော်တူတို့တော့ကျမဆိုအမြဲတမ်းပြောတယ်ကျမကတပုံကိုလည်းတနာတယ်စစ်သားလည်းတနာတာပဲဒုက္ခရောက်တယ်ဆိုဘယ်သူမှမဆိုဒုက္ခရောက်တာပဲရွေးပြီးတနာနေရမှရှိဘူးကွာအကြည့်တော့ကျမဟိုနာမည်ကြီးစရာမလိုဘူးကွာကိုလူနိုင်တဲ့ဟာကိုလှုပ်ပေးနိုင်တဲ့အရာအားလုံးလှုပ်ပေးတယ်ကျမလည်းမြန်မာစာပေနဲ့ယဉ်ကျေးမှုအတင်းမှလေတတင်းနဲ့ပြန်ကြားရေးလုပ်တယ်အေးဒါပေမဲ့လေကျမတို့မြန်မာစာပေနဲ့ယဉ်ကျေးမှုအတင်းဟာလေသူတို့တနိုင်တဲ့ဟာလေးလှူတယ်ဆိုလဲကျမတို့လည်းတနိုင်တဲ့ဟာလေးလှူတယ် ဥက္ကဋ္ဌဆိုရန်ကောင်းနေသူတက်နိုင်တဲ့ဟာအကုန်လုံးထုတ်ထုတ်ထုတ်ပြီးလှူနေနာမည်ကြီးเสียရမလို့နာမည်မရှိဘူးဒီလိုမျိုးသူများတွေအသက်တွေနဲ့ရင်းမိရတဲ့နေရာမှာလဲနာမည်ကြီးဖို့မလို့လိုအပ်တဲ့လူပဲယူပါမလိုအပ်တဲ့လူတွေမယူပါနဲ့ဒုက္ခသရုံရောက်နေရှင်တို့ရဲ့ဟိုတဏှာဓာကြီးကလည်းအဲ့လိုတစ်ဖက်ဆောင်းနေနေမလုံးကြပါနဲ့ဒီလောက်ဖြစ်နေရမမှတ်သေးဘူးလားလို့ကဲဒီဘာသမီးကိုယ်တိုင်တောင်းပါပါနော်အခုဆိုရင်နေပြီးတော့ပေါဝင်ဒီငါလေးမေးကြောင့် တချို့မျိုးတော်တော်များများစကောက်စီတပ်ဖို့အနေနဲ့သူတို့လဲအောက်ကပါနော်နက်စီဒီယမ်တွေတည်ဆုံမှုတွေမြန်ပြခဲ့တဲ့ဆိုတဲ့အကြောင်းကိုဝန်ခံပြောကြားသွားတာပဲဖြစ်ပါတယ်တချို့တွေကဒီစကောက်စီတပ်ဖို့အနေနဲ့တည်ဆုံမှုမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပါနော်ပြောဆိုထားပေမဲ့သူတို့ကိုယ်တိုင်ခုဆိုရင်မြို့ပပြည်သူတွေစီမှာအတိပေးပြောဆိုလာတာဖြစ်ပြမတချို့စကောက်စီတပ်ဖို့အနေနဲ့ကတော့ခုချိန်လေးခိုးလို့ကောင်းနေဆက်ပဲဖြစ်ပါတယ်ပစ္စည်းဆုံးရှုံးမှုတွေကြားထက်ကနေပြမတို့အနေနဲ့အခုဆိုရင်ပါနော်ကဲဆေးသမားရောင်ဆောင်ပြီးတော့မှနေတွေထက်ထိဝင်ပြီးတော့မှပေါထွန်းလို့ရတာတွေကိုဆက်တိုက်လို့ဆောင်နေတာပဲဖြစ်ပါတယ်တချို့ စကောင်စီတပ်ဖွဲ့ဝင်တွေရဲခွေတွေကတော့အခုချိန်ထိပေါ့နော်။ဟိုခက်တယ်လို့လုံးဝမပြေးသေးဘူးဆိုတာကိုလည်းအလုံးလည်းသိရှိထားတာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ဆုံးဗီဒီယိုသဘောအနေနဲ့ပြည်သူတွေငလင်ပေးကြုံပြီးတော့မှပေါ့နော်။ဒုက္ခသွေးနေတဲ့အချိန်မှာမြောက်လိုက်တို့အုပ်စုကနေပြီးတော့မှနာလပိန်တို့ဘောမအုပ်စုတွေကိုဘယ်လိုမျိုးဂျင်းထက်သွားလဲဆိုတော့တင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ရန်ကုန်မြို့မှာအကြပ်ဖက်မင်းအွန်လိုင်းမိသားစုရဲ့အလှူအဖြစ်ရှင်လောင်း9500ရှင်ပြူပွဲပြုတ်လုခိုင်းခဲ့ပြီးရှင်လောင်းတူဦးကိုငွေကြက်သသိန်းပေးမယ်ဆိုပြီးတော့ဂတိပေးခဲ့ပေမဲ့လက်တွေမှာတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိဘတွေကရန်ကုန်ခစ်တိကိုအတိပေးပြောဆိုလာပါတယ်။နေတော့နေတည်ရနော်။မြန်မာနိုင်ငံမှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေတဲ့အချိန်မှာပဲ ဧပြီလနေ့ရက်နေ့ကနေရန်ကုန်တိုင်းစစ်ကောင်စီရဲ့ဥဆောင်မှုနဲ့အကြမ်းဖက်မင်းအောင်လိုင်းမိသားစုအလူအဖြစ်ရှင်လောင်း9500ရှင်ပြုတ်ဘွဲကိုရန်ကုန်မြို့မှာလှည့်လည်ပွဲပြုလုပ်ခဲ့ကြတယ်ဆိုပါတယ်။အဲ့ဒီအတွက်ရန်ကုန်တိုင်းမှာရှိတဲ့အခြေခံပညာအထက်တန်းကျောင်းတွေကကျောင်းသားတွေကိုမဲနိုင်စနစ်နဲ့ရှင်လောင်းအဖြစ်ရွေးချယ်ပြီးသင်ငန်းစီးပေးရမှာ။စစ်ကောင်စီကရှင်လောင်းတဦးအတွက်ကုန်ကြစရိတ်အပြင်ငွေကျပ်သသိန်းစီပါထပ်ပြီးပေးမယ်ဆိုပြီးတော့ပါဂတိပြုခဲ့တယ်လို့ရှင်လောင်းမိဘတွေကပြောပါတယ်။ ဒါပေမဲ့တကယ်လက်တွေမှာတော့ရှင်လောင်းတွေအနေနဲ့ကိုယ်စိမ့်နဲ့ကိုယ်တင်ငန်းစီးလိုက်ရတဲ့အပြင်စေကောင်စီကပေးမယ်လို့ဂတိပေးထားတဲ့ငွေကျပ်တသိန်းလဲတပြားတစ်ချက်မှမရဘူးလို့ရှင်လောင်းမိပါတူကိုယ်တိုင်ကရငုံခစ်တစ်ကိုအတိပေးပြောဆိုလာပါတယ်အဲ့ဒီလိုရငုံမြို့မှာမင်းအောင်လိုက်မိသားစုအလူအဖြစ်ပြုတ်လောက်သွားတဲ့ရှင်ပြူပွဲလုတ်တဲ့အချိန်ကတဖက်မှာငလင်တန်းကြောင့်ပြည်သူတွေအတိဒုက္ခရောက်နေပြီးတိုက်ပြိုတိုက်ပြက်တွေကြားမှာပိတ်မိနေတဲ့ပြည်သူတွေဟာတေးရှင်ရဲ့အရေးကြီးနေတဲ့အချိန်ဖြစ်ပေမဲ့အကျန်းဖက်မင်းအောင်လိုက်ကတော့ သူတို့မိသားစုအလှရှင်ပြုပ်ဘွဲကိုဆက်ပြီးလုတ်သွားတဲ့အတွက်ပြည်သူတွေကဝေဖန်မှုတွေမြင့်တက်ခဲ့သလိုအခုတော့အဲ့ဒီရှင်ပြုပ်ဘွဲမှာရှင်လောင်းတွေကိုတယောက်တသိန်းပေးမယ်ပြောပြီးစုဆောင်းခဲ့တဲ့အကြောင်းပါထွက်ပေါ်လာတဲ့အပြင်လက်တွေမှာလည်းရှင်လောင်းတွေဟာတပြားတစ်ချက်မှမရဘူးဆိုပြီးတော့ပါရှင်လောင်းမိဘတွေကိုယ်တိုင်ကရန်ကုန်ခေတ်တစ်ကိုအတိပေးပြောဆိုလာကြတာပဲဖြစ်ပါတယ်ခင်ဗျ။ကဲဒီမှာတော့ပေါ့နော်စစ်ကောင်စီတဖို့ဝင်ရတဲ့နေပြီးတော့မှရှင်ပြုပ်ဘွဲမှာ ရှင်လောင်းလို့သွားတဲ့မိဘတွေကိုသူတို့အနေနဲ့တယောက်တသိန်းပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုခဲ့ပေမဲ့အခုချိန်ထိပေါ့နော်ပေးချေချင်းမရှိဘူးဆိုတော့ကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဒီကောင်တွေကတော့အဲ့လိုပဲကျွန်တော်ပြည်သူတွေဒုက္ခပင်လဝေပြီးတော့မှပေါ့နော်အားလုံးပူဆွေးဝါးနေနေရတဲ့အချိန်မှာဒီလိုမျိုးကွက်တွေလုံသွားတာဖြစ်ပြီးတော့မှဟူးဆွန်လက်ဂျင်းနဲ့သွားတာပဲဖြစ်ပါတယ်ဒါကိုယုံမနေကြတဲ့အုပ်စုတွေကတော့ခံရတာဖြစ်ပြီးတော့မှပေါ့နော်ပြည်သူတွေကတော့သူတို့ကိုအဆုံးစွန်ထိတိုက်ခိုက်ချေမှုသွားမယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဘက်ကနေပြီးတော့မှသိရှိရတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ ကျွန်တော်ပြည်သူတွေပေါ်မှာသုံးတဲ့သုံးဖို့စေဝန်ကွက်မှုတွေဖြစ်အောင်ဒီမျိုးစုံနဲ့ကြိုးစားနေတဲ့အချိန်မှာအားလုံးသတိဝရိယရှိပေးရမှာပါနော်ကိုယ့်ရဲ့အနေနဲ့ပူပေါင်းပုံဖို့လိုနေတယ်ဆိုတဲ့အကြောင်းကိုအခုဆိုရင်တော်လရင်ရဲ့ဘော်တွေကနေမြို့မှာလဲအတိအပြပြောကြားထားတာမလို့ကျွန်တော်ပြည်သူတွေအားလုံးမကြခင်မှာလူမျိုးဖို့ဆိုရင်ကျွန်တော်ရဲ့အနေနဲ့စစ်ကောင်စီနဲ့သူတို့ fiscal action စနစ်ကိုချေမွန်တိုက်ခတ်ဖို့ပူပေါင်းမှုတွေလိုအပ်နေပြီဆိုတဲ့အကြောင်းပြောရတယ်ကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးချစ်စုပေးကြတဲ့မြို့ပပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှ တဘောဝဘေးရန်တဲ့မျိုးမျိုးနဲ့မြောက်လိုက်မေးပေးတာနဲ့ကျွေးပြီးတော့မှတရားရေးချန်နယ်ညလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်းစုမကောင်းတောင်းပေးလိုက်ပါတယ်